ဒီဆေးရုံမှာလေဥပညာဆေးရုံတက်တာရှိတာခဏ။အော်တစ်ချက်ကြည့်ပေးမယ်နော်ကော။ကျွန်တော်အခန်းနံပါတ်လေးတက်ကြည့်။ဟုတ်ကဲ့ပါရှင်။အကောင်လုံးကတော့3ပါရှင်။3ဟုတ်တယ်။ အခြေအနေကဘယ်လိုလဲပြောဖို့စိုးရင်ရလားအမအီးပြူရဲ့အခြေအနေကအသက်အန္တရာယ်ကနေတော့လွတ်မြောက်သွားပါပြီကိုတိပါဒါပေမဲ့ဟုတ်ပြောပြောပါစရာရဲ့ပို့လို့လည်းလည်းပြောပါရပါတယ်အမအီးပြူရဲ့အုံနောက်နဲ့အာယုံကျော်ကပြင်းပြင်းထန်ထန်ထိခိုက်ထားတယ်ကိုတိပါ80%လောက်ကကိုမာရသွားနိုင်ခြင်းများနေတယ် ဒေါက်တာဒါဆိုရင်အမေကဟိုတတိပြန်လဲလာဖို့အချိန်ယူရမယ်ဆိုတော့ဟောဟုတ်ပါတယ်ကိုဒီပါကျွန်တော်ကိုဒီပါကိုဒီလိုအချိန်နေမျိုးကိုပြောပြရတာအထူးပဲစိတ်မကောင်းဖြစ်မိပါတယ်ဗျာဖရဲနေပါမယ်ဗျာ ဒါလည်းရှိအမတရားပဲထားဖို့ကျွန်တော်လက်မခံခြင်းနဲ့လက်ခံမှာပေါ့။ဟာပဲဖြစ်ဖြစ်အမေအသက်ရှူနေသေးတယ်ဆိုပြီးအတိလေးနဲ့ကျွန်တော်စိတ်သက်သာရတယ်။အဲ့ပဲဗျာ။ပါတီမှမရှိဖဲနဲ့အဲ့ရောက်မှအခုလိုလဲနေပြီးအမေဘွားရဲ့အခြေအနေကို မကုံစီကျင်တာတော့မှန်ပဲထုတ်တာလေဟုတ်အမေကလေဟိုခံမှန်ဘယ်ချိန်လောက်ကြာရင်တတိပြန်လဲလာနိုင်တယ်မျိုးလဲဆရာအဲ့ဒါဟောတော့အတိအကျပြောဖို့ခက်တယ်များစီးပညာအရကိုမားဆိုတာနားလဲရခက်တယ်ခံမှန်ရခက်တယ်ပြီးတော့အမအီဖြူရဲ့တန်တရားပုံမှာလည်းမူတည်တယ်တလတရရင်နဲ့တတိပြန်လဲလာနိုင်တယ်လို့ တက်တက်လုံးပတော်မှတတိမရတော့တာမျိုးလည်းဖြစ်သွားနိုင်တယ်ဗျာဘာပဲဖြစ်ဖြစ်ပါကိုဒီဘာတို့ဘက်ကအကောင်းဆုံးစူးစမ်းနေသည်မြအမအီပြူအတွက်ညှော်လင်းချက်မရှိတော့တာမျိုးတော့မဟုတ်ပါအဲ့ဒီအမေရဲ့အတက်ကိုခေပေးရတော့တော့ကျေးဇူးအများကြီးတင်ပါတယ်ဗျာရပါတယ်ကိုဒီပါ ေစုတင်ဖို့မလိုပါဘူးစိမ့်လဲဟူကြီးဆိုတာကျွန်တော်ရဲ့ဒုတိယအိမ်ပါအမကျမ်းမာရေးအတွက်ကျွန်တော်အကောင်းဆုံးစူးစမ်းနေမှာပါ ထောက်ကြတာပြောသေးလဲ။ဆောင်ဝင်းကပြောတယ်။မမရဲ့ဦးနှောက်ကိုတောင်းနေရအာယုံကျိုးတွေက80ရာခိုင်နှုန်းထိခိုက်သွားတာ။ပြီးတော့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 ကိုတလား လားတရက်နဲ့လေသတိရနာနေတယ်လို့တတလုံးသတိမရပဲဖြစ်သွားနိုင်တယ်တဲ့စိတ်မကောင်းစရာတွေဟာတစ်ခုပြီးတစ်ခုကိုဖြစ်နေပါတော့လားကွာဘာပဲဖြစ်ဖြစ်ပါအနည်းဆုံးတော့ပြောင်းလဲချက်တွေရထားလို့တော်သေးတယ် အလောင်းအောင်ရပါနဲ့မောင်တီပါဦးလေးတို့လည်းမဲဤဖြူကိုမြင်းနဲ့တူကူညီဆောက်ရှောက်ပေးသွားပါမဲဤဖြူအမြန်ဆုံးတတိယလာမယ်လို့ဦးလေးယုံကြည်တယ်ကျေးဇူးပါဦးလေးကျွန်တော်လည်းအဲ့လိုပဲယုံကြည်ထားပါတယ်ဗျာ ဖေဟိုခဏနေဆရာဝန်ကြီးလာတော့မှဟိုဖေဖေကိုချက်ကလုတ်ကိုပြောထားတာလေဟိုအဲ့ဒါတော့တော့မလားအေးပါသမီးရယ်သမီးသမီးဒီမှာမောင်ဒီပါနဲ့နေခဲ့တော့ဖေဖေတယောက်တည်းပဲသွားလိုက်မယ်မောင်ဒီပါဦးလေးခွင့်ပြဟုတ်ဟုတ်ကဲ့ကျေးဇူးပါ ိတ်ပင်ပန်းခံလို့မစင်းစားနဲ့လေဆရာဝန်ကြီးရပြောထားရမလားလုံးဝတတိပြန်မလဲလားမမဟုတ်တာဖြစ်နိုင်ခြေတွေအများကြီးရှိတည်ရတယ်နော်ကွန်းနော်ပြောလေဟိုနှွေသေးတလောက်တော့ဟိုကိုမဝင်ထားတဲ့လူနာတွေကတတိပြန်လဲလားမျိုးအများကြီးရှိရတယ်အဲ့ဒီထဲမှာလေအန်နီပါရဲ့လို့ယုံကြည်ပြီးတော့ပဲဆူတောင်းကြအောင်နော်ကွန်းနော် ီဒီယာရလေကားတိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အခုဒီလက်မလျှော့သေးဘူးစုံစမ်းနေကြတော့အဲ့ဒါကိုပြောမျိုးပဲဟိုနေ့ကဟိုကစိတ်နဲ့လူနဲ့မကပ်ဘူးဆိုတော့နေမပြောလိုက်ရတာဒီပါလားကိုလေကားတိုက်တဲ့ကိစ္စကိုစုံစမ်းအောင်ကိုလေအဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မတင်ငါဖြစ်နေရလားဟုတ်တယ်အဲ့မတင်ငါဖြစ်တယ်ဆိုတာ အဲမတင်ကားတဲ့စီတွေတန်တရားစီတွေကြောင့်အခုမရှင်းနိုင်နောက်ချိန်ပိုရှုပ်လာမှာဆိုတော့ခါတဲ့ဒီကိစ္စကိုတေချာဆုံးဆန်းမယ်ဆုံးဆန်းလို့တန်တရားရှိစရာတွေ့လာရင်တက်ဆိုင်အောင်ကြောင်းကြမှာဒါမဲ့ကိုကအဲ့ကားတိုက်တဲ့အမှုမတော်မဆဖြစ်တဲ့အမှုနဲ့ပဲပိတ်ထားတာဆိုဟိုပြန်ဖွင့်ရင်အဆင်ပြေပါမလားမှုပေးလိုက်တယ်ဆိုတော့လည်း ရောဇယ်မမေ့ရဲ့ချမ်းမကြီးခူးဆိုင်ချင်လို့ပြေးလိုက်ရတာမျိုးလေဟိုတရားဆောင်စမ်းမယ်ဒီကားတိုက်တဲ့ကိစ္စမှာတန်ဇရာရှိစရာကိစ္စတွေမြင်လာပြီဆိုလို့ရှိရင်သဆိုင်ရအောင်ကြောင်းကြမယ်အမှုပြန်ပွဲမယ်ဟုတ်ဘူးဒါမဲ့လေဆုံးစမ်းလာလေဆုံးစမ်းမဖို့ရကိုကိုချမ်းမကြီးလည်းကိုကိုးဆိုင်အောင်ပါလေကားတိုက်မှုဖြစ်ပြီးကြရဲ့ ဒီမားကြီးဒီမားစားနေကို34万အောင်များပြီအောင်မဟုတ်ဟိုဒီနေ့လေဟိုအင်ဟမ်မြောက်နားလိုက်ပါလားဟိုညွန်အန်တီကိုချိန်ပေးထားမယ်လို့တော့ကိုရောလူရအမေကိုလည်းကြည်ရတယ်ဦးလေးကိုလည်းကြည်ဆန်တော့ပြန်မှန်းနေလို့ပါနေရတယ်ဘာမှပြောတော့ကိုနော်အဲ့လိုစိမ့်ဆန်နေဆိုတာမပြောပါနဲ့ကိုပြန်မှန်းနေရဆိုရင်ရွေးချစ်အဆင်ပြေပါမလားကိုစဉ်းစားပေးရမလို့ ။နောက်ဆိုအန်တီကိုလည်းပို့တော့ယူဆရအောင်မှာ။ကားတိုက်မှုနဲ့ပတ်သက်တဲ့ကိစ္စလည်းကိုစုံစမ်းရအောင်မှာပို့တော့ပြန်မှန်းမှာ။နောက်ကနော်။ပြီးတော့လေအန်တီပေးနာမှာစိတ်ချရမယ်သူနာပြတယောက်တော့ထားရင်ကောင်းမယ်လို့ထင်တယ်။ဟုတ်တယ်။အဲ့သူနာပြထားဖို့ကိစ္စကိုစီစဉ်လိုက်မယ်နော်။နော်။ ထုတ်ဘူး။အင်မလချန်နာဗိုက်ဆက်တလဲရအင်မလတန်ရှင်ဗိုက်ရကဒီတလောကြားတဲ့တဲ့နေရတခုမှစီစဉ်သားဆရာမရှိပါဘူးကားရယ်။ဟွဘာရီစိတ်မချမ်းသာဆရာကြီးကြားပြန်ပြီတော့မနီယာဖေဖေကမှတရင်တခုတက်လာတယ်။ဟိုတယ်မှာကော်မလီတယောက်ကုကုကိုတက်တည်သွားတယ်တဲ့။အဲအသက်တောင်ဘလောက်တမိုးရှိလဲဆိုတာမသိပဲနဲ့။လွယ်လွယ်အရှုံးပေးလိုက်ကြတာပဲနော်။နှမျောဆရာကြီး တက်သေးသွားတဲ့ကောင်မလေးကအရွယ်ကောင်းလေးရဲ့အကရဲ့တကယ်နှမြို့ဖို့ကောင်းတာညီမလေးဖြစ်ချင်းစိတ်ထဲမကောင်းလိုက်တာဟွကဲပါဖဲလလနဒီယာရဲ့တကယ်ပွေးပါတဲ့အဲ့လိုမျိုးစိတ်မကောင်းစရာတဲ့င်းနေပဲရှောက်ကြည့်မနေနဲ့ပို့ပို့ဟုတ်ကဲ့အဲ့တော့ဟင်းနပန်ရ တိုက်ဖြစ်တယ်။ဘူမနေ့ကကိုညီလို့ရဟာ။ရှင်ကျမလည်းအရင်လွတ်ပါ။ရှင်အာကြီးကနာလိုက်တာ။ကဲပြောဘာကူညီပေးရမှာတော့။နာအမောရပါကနော်။ငါအမေကိုအရင်တွေးချင်နေတာ။အန်တီကိုတွေးချင်တာပဲ။ဆေးရုံသွားပေါ့။ကျမကဘာလို့လာပြီးအကူညီလာတောင်းနေတာ။နင်မသိတာလည်းမဟုတ်ဘူး။အနေငါ့ကိုစိတ်ဆိုးနာလေ။ငါဘလို့တက်တိမျိုးနဲ့ငါသွားတွေ့ရဲပါမလဲ။အဲ့တော့ကျမဘာလို့ပြရမှာ။အဲ့တော့ဆိုရင်အနေကိုပြောပြီး ဒါမှမဟုတ်ရင်မနှွေရတစ်စိပြောခိုင်းနေအဲ့အဲ့လောက်တော့နေလှုပ်ပေးလို့ငါ့ကိုရတယ်မလားဒါရီနဲ့တောင်ငယ်တို့ရဲ့ ဖြစ်ခြင်းနဲ့ဆန္ဒတွေဒီမှန်းချက်တွေမဖြစ်မြောက်အောင်လုပ်ဝေးနိုင်တယ်လို့ငါကမှကျင်းနေပါတယ်ဘာပဲဖြစ်ဖြစ်လေမိဘမြစ်တာဘလောက်ထိအေးမြလဲဆိုတာဒါတွေသိရင်လည်းသိပြောပါ ပါသားတို့အဖေမောင်ရံဦးစီရဘက်ခါကြရင်အဖေတို့လုပ်ရတဲ့ဒီသွားရရှိရအဲသားရတဲ့ညောင်ညောင်လုံးပြေမတော်ပြီးတော့ကြည့်ကြပြလာအောင်နော် နောက်ဆိုရင်မင်းတို့ဒီစီးပွားရေးအကုန်လုံးမင်းတို့ပဲဦးစီးရမှာသူရှိတဲ့အချိန်လေးမှာကြိုးစားပြီးတင်ယူထားတယ်ဒါရီရဲ့အနာဂတ်တွေကိုအေဂျင့်ဖြောင်းပြူဖို့အတွက်ပါရမီဖြည့်ပေးခဲ့တဲ့ဖြည့်ရဲ့ဂျေဇူးကိုငါသားရည်ရန်တရိယာနေပါစေ ာတွေ့ရလားဟုတ်တယ်မနေအန်တီကိုလာတွေ့ရင်လည်းဟိုကိုချီပါကိုလည်းပြောစရာလေးရှိလို့ကိုချီပါအခန်းထဲမှာရှိရမလားဟင်းကိုကပြင်ခဏသွားတယ်ညနေလောက်မပြန်လာမယ်တဲ့ပြောစရာရှိလို့လားကိစ္စရှိတယ်မနေရအရုံးမော်သူအန်တီဖြူနဲ့တိတ်တွေ့ချင်နေရလေဒါမဲ့အတိရဲ့အတိုင်းဟုတ်ကိုတီပါနဲ့လည်းစကားများထားတော့သူဒီလိုမလာရဲဘူးဖြစ်နေတာအဲ့ဒါကြောင့်လေ သူစားဖို့ဒီကိုလာပြောပေးရ။ဟင်းဒီကိုနှောင်းနေရတော့တယောက်နဲ့တောက်ချစ်ရတာနဲ့ဟိတ်ဟာနေလုံနေကြတာပူရဲ့။ဟုတ်တယ်မနေအခုပဲကြည့်ရော်လေသူအန်တီကိုလည်းအရန်တွေးချင်လာတော့မှသူဒီကိုမလာရဲဘူးကိုဒီပောက်ကြောက်လို့ဆိုပြီးတော့အဲအကြောင်းအခုအရုံးနဲ့အန်တီနဲ့တွေးခွင့်ရဖို့လေမနေကိုပြောပေးလို့ရမလားယ။ကိုကစိတ်ကြည်ပြီးတော့သိဆိုတတ်တော့ ်တတလောတော့ပြောလို့ရမှာမထင်ဘူးရဲ့အင်းဒါမှစိတ်မပူပါနဲ့ကိုကအရင်ကညီလေးရင်းတယောက်လိုခင်တွေ့တာမသိရဲ့ဟိုကိုတွေးသားပြီဆိုရင်ညီလေးကိုပြောပြမယ်လေစိတ်မပူနဲ့နော်ဟုတ်ကဲ့မနေကျေးဇူးပါမနေမနေတာမခုညီလို့ရှိရင်လေအရုံးပို့ကိုနဖူနစာထပ်တိုက်နေအောင်မှာအရောကအင်းဥစားဆိုပေမဲ့စိတ်ကလုံးကောင်းရှိရဲဆိုတာနေသိပြီးသားပါအင်း စိတ်ကောင်းရှိရဲဆိုပေမဲ့မနှွေရဲတခါတလေတော့သူ့စိတ်မရှိတာအမှန်ပဲအခုပဲကြည့်ရော်လေသူ့ကြောင့်လည်းမနှွေကိုအပူလာကတ်နေရပြီအောင်းနာနေတော့နောက်ဆိုတခုခုပြောစရာရှိရဲဆိုတော့ပြောလို့ရတယ်လေကျေးဇူးပါမနှွေအော်ဒါဆိုရင်ပူပြလိုက်အောင်မယ်နော်ဆိုင်မှာလည်းအလုပ်ကိစ္စလေးပြစ်ထားခဲ့ရဆိုတော့လေယူဆိုင်ပြီးတော့နော်ဟုတ်မနှွေ ဖူအင်ဂျင်နာအဟုတ်ကောခဲ့တယ်ဟုတ်ဖူအင်ဂျင်နာကိုကိုလိုက်ပို့ပြီးလို့ရတာရပါတယ်ကိုခဲ့တယ်ဖူကိုဘတာကိုပဲဘတ်စကားစီးပြန်လိုက်ပါမယ်ဟုတ်ဖူကကိုလိုက်ပို့ပြီးအောင်မချိုက်လို့လားဟုတ်အဲ့လိုမဟုတ်ပါဘူးဖူကဒီတိုင်းအားနာလို့ပါဘာမှအားနာဖို့မလိုပါဘူးဖူရဲ့ ရပါကျွန်တော်လိုက်ပို့ပေးမယ်လေအေးလေးလိုက်ပို့ပေးမယ်နော် ပစ္စည်းတွေတဘူးရှိသေးလားမသိဘူးပစ္စည်းတဘူးလည်းဘာမှမပြောဘူးအစကိမ check out လို့ပြောထားတယ်လေ။ကားခွင့်လိုက်တော့အေး။ဟာလူလူလူကျင်နေတာ။တွေးနေတာ။ဟာတင်းနေပြီလားမသိဘူး။ဟာဟာ ိုလို့ရှိရင်လည်းကလင်းငယ်ပြောင်းဆိုမှုတွေကအများအပြားရှိခဲ့ပြီးတော့သက်ဆိုင်ရာဌာနတွေကလည်းစုံစမ်းစစ်ဆေးရှာဖွေမှုတွေပြုလုပ်လျက်ရှိရလို့သိရပါတယ်။ယခုဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့အမိမဖော်လို့တဲ့ဟိုတယ်တစ်ခုမှာမိန်းကလေးတစ်ဦးရဲ့ရုပ်အလောင်းကိုတွေ့ရှိခဲ့ရပြီးစုံစမ်းစစ်ဆေးချက်များအရတည်ဆုံးသူမိန်းကလေးမှာမိမိကိုယ်ကိုတေချောင်းကြံစည်ခဲ့ခြင်းဖြစ်တယ်လို့တီးပြရလက်များထွက်ပေါ်ခဲ့ပါတယ်ရှင်။ ခလေးတွေမကြာခဏပျောက်ဆုံးမှုကိုကိုကိုတည်ချောင်းချစီမှု ချက်နေပဲဆိုရင်မင်းဘဝကိုမင်းရဲ့ဒီအနာတော့လေးဟာပိုပြီးစုပ်ပြတ်တက်သွားမယ်ဆိုရင်မင်းစကားပါစကားတော့ဟုတ်တယ်လေကွာဆုံးရှုံးသွားတာချင်းတူတူဘာလို့သူတို့ရောရေးပေးရမှာအသေးစိတ်လိုက်ပြီးတောင်းဝန်ယူနေရင်ဘယ်လိုလုပ်စီပွားရေးလုပ်လို့မလဲ CCTV တွေပါပဲပေါ့ဗျာ ဘာလို့လဲဆိုတော့အဲရင်းနှိုင်းဝန်းထဲကိုခိုးဝင်နေလို့တရားရုံများရှိနေနိုင်မလားပေါ့ဒီကိစ္စဟိုအတွင်းလူတရားရောက်ကလုတာလည်းဖြစ်နိုင်တယ်အားကြောင့်ပါ CCTV မှတ်တမ်းတွေအားလုံးတော့စစ်ပြီးပါတယ်ဒါမဲ့အကုန်လုံးဖြတ်ခံ